မနေ့ပြန်2025ခုနှစ်ဒီဇင်ဘာလ3ရက်နေ့ဗုဒ္ဓဟူးနေ့အတွက်မူလဝတ္ထအခြေအနေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ပရိသတ်ကြီးရှင်ဒီဇင်ဘာညရဲ့အေးဒဏ်ကိုအံတုပြီးနွဲ့နွဲ့ထွထွရနေထိုင်ကြရလားရှင်။အားလုံးပဲကြယူဆိုင်ပြီးနွဲ့နွဲ့ထွထွနေကြပါနော်။ဒီနေ့မှာတော့အေဂျင့်နဲ့ဆောင်ရည်တီထဲကနေတည်င်းကောင်းလေးတစ်ခုနဲ့စလိုက်ချင်ပါသေးတယ်။ တောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်နေတဲ့အပူပိုင်းမုန်တိုင်းခိုတိုဟာစတင်အပြော့လာပါပြီ။ဒါ့အပြင်အရှင်မြောက်လေးစီချောင်းတွေကလည်းပင်ငါးတောင်မြင့်ကနေဝင်ရောက်နေရကြောင်းမနှက်ဖြန်မှတနေ့တာပြန်များပူကျဲလေးတွေအနည်းငယ်ပြန်တက်လာဖို့ရှိနေပါရှင်။ဒါဆိုရင်ဗေဒီတာတွေကအေးပြီးဗေဒီတာတွေကပူမလဲဆိုတာကိုအသေးစိတ်ကြည့်လိုက်ကြရအောင်။အပူချိန်နင်းငယ်ပြန်တက်မယ်ဆိုပေမဲ့တောက်ပေါ်ဒေတာတွေကတော့အင်းနေသေးပါပဲ။ ်ရှမ်းပြည်မြောက်ပိုင်းနဲ့ချင်းပြည်တို့မှာ6ဒီဂရီကနေ7ဒီဂရီစင်တီဂရိတ်ထိကျဆင်းလိုက်ပြီးရှမ်းတောက်ပိုင်းနဲ့ရှမ်းရှိပိုင်းဒေသတွေမှာတော့30ဒီဂရီကနေ12ဒီဂရီဝန်းကျင်ရှိနေမှာပါ။ကချင်း၊စကိုင်းတိုင်းအထက်ပိုင်း၊မန္တလေး၊နေပြည်တော်၊မကွေးနဲ့ပဲခူးတိုင်းအထက်ပိုင်းဒေသတွေမှာတော့14ဒီဂရီကနေ16ဒီဂရီကြားရှိနိုင်ပါရဲ့ရှင်။ ရန်ကုန်၊ဧရာဝတီ၊ရခိုင်နဲ့ပဲခူးတိုင်းဒေသကြီးတွေမှာတော့16ဒီဂရီကနေ20ဒီဂရီစင်တီဂရိတ်ဝန်းကျင်ရှိမှဖြစ်လို့တိတ်မအေးပဲနေလို့ကောင်းတဲ့အနေထားလို့ပြောရမှာပါ။ဒီအချက်ကိုတော့အထူးသတိပြုစေချင်ပါတယ်ရှင်။ဆောင်ရသည်လို့ဆိုပင်ပဲနေလေကင်းတွေမှာတော်တော်လေးပူလာနေပါတယ်။ကရင်ပြည်အောက်ပိုင်း၊မွန်ပြည်နယ်၊တနင်္သာရီတိုင်းတို့မှာနေပူချိန်36ဒီဂရီကနေ39ဒီဂရီထိမြင့်တက်လာနိုင်တယ်လို့ ရန်ကုန်နဲ့အေရဝတီတိုင်းမှာလည်း33ဒီဂရီကနေ35ဒီဂရီထိရှိလာနိုင်ပါရဲ့ရှင်။နေပူချိန်ပြင်းလာတာနဲ့အတူရှမ်းတောင်၊မေပြည်တော်၊ရခိုင်အလယ်ပိုင်းနဲ့မြန်မာနိုင်ငံအောက်ပိုင်းတစ်ခုလုံးမှာခရမ်းလွန်ရောက်ကြီးအညွန်ကိန်းအဆင့်ခွန်ထိရောက်ရှိနေပါရဲ့ရှင်။ဒါကြောင့်နေလေကင်းအပြင်ထွက်မဲ့သူတွေအထူးသဖြင့်ကံယူတန်းကစားတောက်သူဦးကြီးတွေနဲ့ရေလုတ်သားတွေအနေနဲ့အင်ဂျီလက်ရှိအုတ်ထုတ်နေကမျက်မှန်တွေဝတ်ဆင်ပြီးမှလုပ်ငန်းခွင်ဝင်ကြဖို့မြစ်တရရခံအပါရဲ့ရှင်။ နောက်တစ်ခုသတိထားရမှာကတော့မြူပါရှင်အပူချိန်တက်လာပြီမဲ့မနက်ခင်ပိုင်းတွင်မှာတော့မြူရီထုနေအောင်ပါမုံနဲ့တနင်္သာရီတိုက်တို့မှာနေရာနှံ့ပြမြူထုထက်နိုင်ပါရဲ့ရှင် ကချင်စကိုင်းထက်ပိုင်းနဲ့ရှမ်းပြည်တို့မှာတော့နေရာစိတ်စိတ်မြင်ကြနိုင်ပါတယ်။ဒါကြောင့်မြစ်ကြောင်နဲ့ကုန်းလန်းခရီးသွားလာမယ်မော်တော်ယာဉ်မောင်းနေအနေနဲ့မနက်ခင်ပိုင်းမှာအထူးသတိထားမောင်းနေကြပါလို့တိုက်တွန်းလိုပါတယ်ရှင်။နောက်ဆုံးအနေနဲ့ပင်လယ်ပြင်တည်င်းကတော့စိတ်အေးရမယ်အနေထားပါ။လှိုင်းအမြင့်ဟာ၅ပေကနေ9ပေလောက်ပဲရှိမဲ့လှိုင်းအတင်းတင်းအခြေအနေမလို့ရေလုတ်သားတွေပုံမှန်တိုင်းသွားလာလောက်ကိုင်းနိုင်ပါပြီရှင်။ဟုတ်ကဲ့ပါ။မနက်ဖြန်ဗုဒ္ဓဟူးနေ့မှာ မနက်ခင်ပိုင်းအေးမြပြီးနေ့လယ်ပိုင်းနေပြင်းနိုင်တာမလို့ကျမရေကိုမျှတအောင်ဖိဆိုင်နိုင်ကြပါစေရှင်။အခုတင်ဆက်ပေးခဲ့တဲ့မိုးလေဝသခန့်မှန်းချက်တွေကိုတော့ကျမတို့ CJ Platform ရဲ့မိုးလေဝသလေ့လာသူတဦးဖြစ်သူကိုလကွန်အိမ်ကမိုးလေဝသခန့်မှန်းချက် model တွေကနေတဆင့်ခန့်မှန်းပေးထားတာပဲဖြစ်ပါရဲ့ရှင်။မိုးလေဝသဖြစ်စဉ်တွေဟာချိန်နဲ့မျှပြောင်းလဲနေရာကြောင့်ကျမတို့ CJ Platform ရဲ့နောက်ဆုံးရမိုးလေဝသခန့်မှန်းချက်တွေကိုလည်းဆက်လက်စောင့်ကြည့်ပေးကြဖို့မြစ်တရရခန့်လိုပါရဲ့ရှင်။